ဟော်ကီအားကစားကိုစိတ်ပါဝင်စားမှုရှိလာစေဖို့အတွက်အခြေခံပညာကျောင်းတွေမှာလေ့ကျင့်သင်ကြားပေးဖို့စီစဉ်နေပါတယ်။လွှမ်းမိုးအောင်ပြုထားပါတယ်ခင်ဗျာ။မြန်မာဟော်ကီအကစားဟာအရှိတောင်အရှာမှာအဆင့်လေးတွင်ရှိပေမဲ့ကစားသမားရှာပါမှုကြောင့်အခက်အခဲတွေနဲ့ရင်ဆိုင်နေရတာပါဒီလိုအခြေအနေတွေကြောင့်ဟော်ကီအကစားကိုစိတ်ဝင်စားမှုရှိလာဖို့နဲ့ဟော်ကီမျိုးဆက်အသစ်ကစားသမားတွေထွက်ပေါ်လာဖို့အတွက်အခြေခံပညာကျောင်းတချို့မှာလေ့ကျင့်သင်ကြားပေးဖို့စီစဉ်နေပါတယ်ပွင့်လင်းကာလပေါ့လေနိုဝင်ဘာဒီဇင်ဘာမှာကျွန်တော်က ဒီ hockey တိုးတက်အောင်ဆိုပြီးကျွန်တော်ចောင်းနေကိုနော်ဒီနားမှာအနီးတစ်မိုင်မှာရှိတဲ့ចောင်းနေကိုကျွန်တော်ကဒုတ်တွေကျွန်တော်သွားလှုပ်မယ်သွားလှုပ်ပြီးတော့ဒီကလေးတွေကို hockey စိတ်ဝင်စားအောင်ကျွန်တော်သွားပြီးတော့ခေါ်လာမယ်ဒီမှာကျွန်တော်တို့စပြီးတော့အခြေခံတွေကျွန်တော်တင်ပေးမယ်အပြင်ចောင်းသားတွေ hockey ကိုစိတ်ဝင်စားတဲ့အဲကလေးတွေဒါတွေကိုကျွန်တော်တို့ကသွားပြီးတော့ hockey ចောင်းအောင်ရှင်းပြရမယ်ဒီမှာကျွန်တော်တို့ကသူတို့စိတ်ဝင်စားအောင်ပွဲလေးတွေလုပ်ရမယ်အဓိကဟိုသူတို့စိတ်ဝင်စားအောင်နော် hockey ဆိုတာဘယ်လိုလဲနော် hockey ကစားခြင်းအဖြစ်အဓိက နော် national player ဖြစ်တာမဖြစ်တာတဲ့နော်ကိုယ့်ရဲ့ကျန်းမာရေးကောင်းတယ်စသဖြင့်ဒါမျိုးတွေကိုကျွန်တော်တို့ကသွားပြီးတော့အဲ corporate social responsibility ပေါ့နော်ဒါမျိုးတွေကျွန်တော်တို့ကသွားလုပ်ရမှာဖြစ်တယ်ဟုတ်ကဲ့လေဝင်းစင်တဲ့မှာတမတော်ကြီးလေးကကစားသမားတွေအများစုပါဝင်နေတာဖြစ်ပြီးလူငယ်ကစားသမားတွေထွက်ပေါ်လာဖို့အတွက်ကွင်းတွေရှိဖို့လိုတယ်လို့ဟော်ကီနီးပြတူကပြောပါတယ်ကျွန်တော်တို့ရှိမှာတော့နည်းနည်းဟိုဒီကွင်းလေးတစ်ကွင်းရှိတဲ့အတွက်နည်းနည်းတော့ဟိုပြည်သူတွေတိဖို့တော့နည်းနည်းတော့ခက်ခဲတာပေါ့ ောက်တဲ့ကွင်းတကွင်းကိုလည်းတနေရာလောက်မှာသွားပြီးတော့မှဟိုတပြင်းနေပေါ့နေဘက်လောက်မှာသွားပြီးတော့မှဖောက်ပေးနိုင်မယ်ဆိုရင်အဲအပင်နိုင်အဲဒေသခံလေးတွေနဲ့အတူတူဒီလိုပဲစူးစူးယုံဖြစ်လာရင်တော့နည်းနည်းကျေပြန့်မှုတစ်ခုတော့ဖြစ်လာမယ်လို့ထင်ပါတယ်။အာဟိုဘောလုံးကစားသမီးလောက် professional မကြပါနဲ့ကျွန်တော်ဟော်ကီကစားသမီးလည်းဘောလုံးကစားသမီးလိုပဲဟိုကစားတဲ့ပုံစံချင်းတူပါတယ် ဟော်ကီကစားသမားကောင်းတွေထွက်ပေါ်လာဖို့အတွက်ကြံပွဲများများကျင်းပဖို့လိုတယ်လို့လည်းကစားသမားတို့ကအခုလိုပြောပါတယ်။ကြံပွဲများမယ်ပြီးတော့ငွေရဲ့အခုတက်လာမယ့်ငွေတွေကိုဒီနိုင်ငံခြားကို joint training များများသွားပေးနိုင်မယ်ပေါ့နော်။ပံ့ပိုးပေးနိုင်မယ်။ဒါဘာလို့လဲပံ့ပိုးပေးရဆိုတာကျွန်တော်တို့တခြားပိုင်းတွေမဟုတ်ပေါ့နော်။ကစားသမားကိုစိတ်တက်အမြင့်မအောင်ပျော်ရွှင်အောင်ပြီးလို့ရှိရင် joint training သွားရင်နိုင်ငံခြားရဲ့အတွေ့အကြုံအဲ့လိုမျိုးအများများယူနိုင်မှဒါကျွန်တော်တို့ရဲ့ချိတ်ဆက်ကိုပေါ့နော်တိုးတက်မှုတွေကျွန်တော်မြင်လာတော့ပြောလို့ မြန်မာဟိုကီအသင်းဟာလာမယ့်မလေးရှားစီးကိန်းမှာဝေယောင်းရှင်ပြိုင်မှာဖြစ်ပြီးနိုင်ငံတကာဖိတ်ကော်ပြိုင်ပွဲတစ်ခုလည်းလက်ခံကျင်းပဖို့စီစဉ်နေပါတယ်။မြန်မာဟိုကီအသင်းဟာ2013စီးကိန်းမှာကျေးဇိတ်ရရှိခဲ့ပေမဲ့လက်ရွေးစင်ကစားသမားအများစုအနားယူခဲ့တာကြောင့်အာမယ့်မလေးရှားစီးကိန်းမှာဆုတစိတ်ရဖို့ရုန်းကန်ရမှာဖြစ်ပါတယ်။ကျွန်တော်လွှမ်းမိုးအောင်ပါ။